မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့မိတ်ဆွေတွေကိုစိတ်ဝိညာဉ်ဆိုင်ရာတုန်ခါမှု vibration အကြောင်းကိုပြောပြခြင်းပါတယ် vibration အကြောင်းကိုစိတ်ဝိညာဉ်ယေရှုတော်ကနေပြောပြရတာဟာစัจ java လာနဲ့ကျမတို့ရဲ့ဆက်နွယ်မှုကိုနားလည်ဖို့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်ဒီအကြောင်းလေးမှပြောခင်မှာနှစ်ခုလောက်ပြောပါရစေရှင်ပထမတစ်ခုကကျမတို့ကပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်အရွယ်၃ပါးမှာတတိယအရွယ်မှာမှ တရားတော်တွေနာယူတာတရားထိုင်တာလုပ်လို့ရှိပါတယ်တတိယအရွယ်အထိမဆောင်ပဲပထမအရွယ်နဲ့ဒုတိယအရွယ်မှာပဲတတိယအရွယ်မှာလုံမယ်ဆိုတော့ဖရာတရားလုပ်တွေလုပ်တင်ပါတယ်တရားတော်တွေကနေပြီးကျမတို့လောကီဘဝမှာအလက်တွေးလိုက်နိုင်ရမယ့်စီကံတွေကိုဖရာရှင်ကဟောပြထားတာမို့မကောင်းမှုတွေကို ပထမအရွယ်နဲ့ဒုတိယအရွယ်မှာပဲရှောင်နိုင်မှာဖြစ်လို့နာယူနိုင်ပါတယ် နာယူဖို့အတွက်ဗုဒ္ဓတီချီ British Teaching Channel လေးကို Subscribe လုပ်ပြီးတွားပြီးနာယူနိုင်ပါတယ်ကျမ link အမည်လေးပေးထားပါတယ် link ကို description မှာထည့်ပေးထားပါတယ်ဒုတိယတစ်ခုကအဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံပါတယ်ရှင့်ကျမရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါကျမတင်သမျှဗီဒီယိုတွေကိုလက်မလွတ်ရအောင်ဗီဒီယိုရဲ့ညာဘက်အောက်ခြေကခေါင်းလောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါနေစံတင်သည်။ဗီဒီယိုတွေကမိတ်ဆွေကိုအတိပေးတဲ့ remind လုပ်ပါလိမ့်မယ်။စိတ်ဝိညာဉ်ဆိုင်ရာ vibration စွမ်းရင်တိုင်းအကြောင်းကိုမိတ်ဆွေတွေကိုပြောပြရမယ်ဆိုရင်ခုပြောပြမယ်အချက်တွေကိုထည့်သွင်းပြောပြပါမယ်။စိတ်ဝိညာဉ်ဆိုင်ရာ vibration ဆိုတာပါလေဆိုတော့အခြေခံသဘောတရားစိတ်ဝိညာဉ်ဆိုင်ရာ vibration ဆိုတာကျမတို့ရဲ့အတွင်းစိတ်စိတ်ခံစားချက်အတွေးမြင်တဲ့တူးချင်းစီရဲ့စွမ်းရင်အစဉ်ကိုကိုစားပြုတဲ့တုံခါမှု frequency တမျိုးဖြစ်ပါတယ်။အရာအလုံးဟာစွမ်းရင်နဲ့ဖွဲ့စည်းထားပြီးဒီစွမ်းရင်တွေဟာမတူညီတဲ့နှုန်းတွေနဲ့တုံခါနေတယ်။နံပါတ်1ကမြင်နိုင်စွမ်းမရှိတာဖြစ်ပါတယ်။တာမန်မျက်စိနဲ့မမြင်နိုင်ပေမဲ့ဒီ vibration တွေဟာကျမတို့ရဲ့ဘဝအတွေ့အကြုံတွေဆက်ဆံရေးတွေနဲ့ကျမတို့ပတ်ဝန်းကျင်ကဘာကိုတက်ရောက်မှုရှိပါတယ်။နံပါတ်3ကအပြုတ်သဘောနဲ့အနှုတ်သဘော vibration ဖြစ်ပါတယ်။အပြုတ်သဘော high vibration ကတော့ ချစ်ချင်းမြတ်တာဝမ်းသာခြင်း၊ကျေးဇူးတင်ခြင်း၊ငြိမ်ချမ်းခြင်း၊စိတ်အားထက်သန်ခြင်းစတဲ့အပြုသဘောဆောင်တဲ့ခံစားချက်တွေနဲ့အတွေ့အမြင်တွေဟာမြင့်မားတဲ့ vibration ကိုဖြစ်ပေါ်စေပါတယ်။ဒီလို vibration မျိုးဟာပျော်ရွှင်မှု၊ကျန်းမာခြင်းနဲ့အပြုသဘောဆောင်တဲ့အခြေအနေတွေကိုဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်။အနုတ်သဘော law of vibration ကကြောက်ရွံ့ခြင်းဒေါသဝမ်းနည်းခြင်းမနာလိုခြင်းစိုးရိမ်ပူပန်ခြင်းစတဲ့အနုတ်သဘောဆောင်တဲ့ခံစားချက်တွေနဲ့ အတွေးအမြင်တွေဟာနှိမ့်ကြတဲ့ vibration ကိုဖြစ်ပေါ်စေပါတယ်။ဒီလို vibration မျိုးဟာစိတ်ဖြစ်စည်းမှုမကျန်းမာခြင်းနဲ့အခက်ခဲတွေကိုဆွဲဆောင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ vibration တွေကဘလို့အလုံးလုံးလဲပြောပြပါမယ်။နံပါတ်၁ချက်ကဆွဲဆောင်မှုနေရာမှာ law of attraction ဖြစ်ပါတယ်။ကျမတို့ရဲ့ vibration နဲ့တူညီတဲ့စွမ်းအင်တွေကိုဆွဲဆောင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဆိုလိုတာကကျမတို့မှာမြင့်မားတဲ့ vibration ရှိနေရင်အပြုသဘောဆောင်တဲ့အရာတွေလူတွေနဲ့အခြေအနေတွေကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။နှိမ့်ကြတဲ့ vibration ရှိနေရင်တော့အနုပ်သဘောဆောင်တဲ့အရာတွေကိုဆွဲဆောင်နိုင်ပါတယ်။နံပါတ်2အချက်ကဆက်သွယ်မှုဖြစ်ပါတယ်။ကျမတို့ရဲ့ vibration တွေဟာတခြားသူတွေရဲ့ vibration တွေနဲ့လည်းအပြန်အလှန်တက်ရောက်မှုရှိပါတယ်။ အပြုသဘောဆောင်တဲ့ vibration ရှိတဲ့သူတွေနဲ့အတူရှိနေခြင်းဟာကျမတို့ရဲ့ vibration ကိုမြင့်တင်ပေးနိုင်သလိုအနုတ်သဘောဆောင်တဲ့ vibration ရှိတဲ့သူတွေနဲ့အတူရှိနေခြင်းကတော့ကျမတို့ရဲ့ vibration ကိုလျှော့ချနိုင်ပါတယ်။ဒါဆိုကျမတို့က vibration ကိုဘယ်လိုမြင့်တင်မလဲ။တကအပြုသဘောဆောင်သောအတွေးအမြင်များအကောင်းမြင်တဲ့အတွေးတွေကိုမွေးမြူပါ။နှစ်ကအပြုသဘောဆောင်သောခံစားချက်များ ချစ်ချင်းမြတ်တာဂျေစုတင်ခြင်းဝမ်းသာခြင်းစားရခံစားချက်တွေကိုတိုးပွားအောင်လုပ်ဆောင်ပါ၃ကတရားထိုင်ခြင်း meditation နှင့်အသက်ရှူလေ့ကျင့်ခန်းများစိတ်ကိုတည်ငြိမ်စေပြီးအတွင်းစိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်၄ကကျမ်းမာသောအစားအစာများတဘာဝအစားအစာတွေဟာကျမတို့ရဲ့စွမ်းရည်အဆင့်ကို မြင့်တင်ပေးနိုင်ပါတယ်။၅ကတဘာဝနဲ့ထိတွေ့ခြင်းတစ်ပင်တွေရေတွေနဲ့ထိတွေ့ခြင်းဟာစိတ်ကိုလန်းဆန်းစေပြီး vibration ကိုမြင့်တင်ပေးနိုင်ပါတယ်။ 6ကလေးကျင်ကန်းလှုပ်ခြင်းကိုလက်လှုပ်ရှားမှုဟာစိတ်ခံစားချက်ကို ကောင်းမွန်စေပြီးစွမ်းရည်ကိုတိုးပွားစေပါတယ်။ခွန်ကကျေးဇူးတင်ခြင်းပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ကျေးဇူးတင်ခြင်းဟာအပြုသဘောဆောင်တဲ့စွမ်းရည်ကိုဖြစ်ပေါ်စေပါတယ်။ရှစ်ကအကူအညီပေးခြင်းနှင့်ရည်ရွယ်ခြင်းတခြားသူတွေကိုကူညီခြင်းဟာပျော်ရွှင်မှုကိုခံစားရစေပြီး vibration ကိုမြင့်တင်ပေးပါတယ်။ ကိုကအပြုသဘောဆောင်သောပတ်ဝန်းကျင် အပြုသဘောဆောင်တဲ့လူတွေနဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါမိတ်ဆွေတွေကိုပြောပြနိုင်တဲ့အဓိကအချက်များကတော့ကျမတို့ရဲ့အတွင်းစိတ်ဆွမ်းရင်ဟာတုံ့ခေါမှုတစ်ခုအဖြစ်တည်ရှိနေပါတယ်အပြုသဘောဆောင်တဲ့အတွင်းနဲ့ခံစားချက်တွေဟာမြင့်မားတဲ့ vibration ကိုဖြစ်ပေါ်စေပြီးအပြုသဘောဆောင်တဲ့အရာတွေကိုဆွဲဆောင်ပါတယ်အနှုတ်သဘောဆောင်တဲ့အတွင်းနဲ့ခံစားချက်တွေဟာနှိမ့်ကြတဲ့ vibration ပိုဖြစ်ပေါ်စေပြီးအနုတ်သဘောဆောင်တဲ့အရာတွေကိုဆွဲဆောင်ပါတယ်။ကျမတို့ဟာကျမတို့ရဲ့ vibration ကိုပြောင်းလဲနိုင်ပြီးပုံမှန်ကောင်းမွန်တဲ့ဘဝကို ဖန်တီးနိုင်ပါတယ်။နေ့စဉ်ဘဝမှာအပြုသဘောဆောင်တဲ့အလေးထားတွေကိုကျင့်သုံးခြင်းဖြင့်ကျမတို့ရဲ့ vibration ကိုမြင့်တင်နိုင်ပါတယ်။ဒါတွေကတော့မိတ်ဆွေတွေကိုစိတ်ဝိညာဉ်ဆိုင်ရာ vibration အကြောင်းပြောပြနိုင်တဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ဆက်လက်ပြီးစိတ်ဝိညာဉ်ဆိုင်ရာရှုထောင့်ကနေ alignment ဆိုတာဘာလဲ။ပြိန်နှုံးဆိုတာဘာလဲ။ energy ဆိုတာဘာလဲ။ awakening ဆိုတာဘာလဲ။ဒီကလတ္တာဆိုတာဘာလဲ။သော့ဆိုင်တွေဆိုတာဘာတွေလဲ။စားတဲ့အရာတွေအပြင်အခြားသောတည်တဲ့အရာတွေကိုဗီဒီယိုလေးတွေဆက်တင်ပေးမှမို့စောင့်မျှော်ကြည့်နိုင်ပါတယ်ရှင်။ ကျမရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါ ကျမတင်သမျှဗီဒီယိုတွေကိုလက်မလွတ်ရအောင်ဗီဒီယိုရဲ့ညာဘက်အောက်ခြေက ခေါင်းလောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါနေဆက်တင်သမျှဗီဒီယိုတွေကမိတ်ဆွေကိုအတိပေးတယ်မမိုင်းလုတ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင့်